ဒုရမေရယမေဇာသမာတ္တာနာဝေရမနိသိခပဒံသမာရိယာမိလောဇောတတဝါသိယံကွာခြံတော်ကြပါစေသိရှိခြင်းမှာစိတ်ချမ်းသာ လူယသန္တပြေပါစေလူယသန္တပြေပါစေလုံးစုံတတဝါသီယံကွစသစေခမစိတ်ချမ်းသာလူယသန္တပြေပါစေဣရမေပုံဉ္စသာတဝခေယဘာဝတုဣရမေ တရဏိနာသပိသတိလံဓမ္မတရုခကတ္တဝအပမတိနတ္တပါတိတာကဲဒီနေ့မိမိတို့ရဲ့ဘွေနေမင်္ဂလာကိုအကြောင်းပြု၍ဘုရားမှုရှိတဲ့သံဃာတော်အရှင်သူမြတ်တို့အဆန်းဆန်းရှိသောလူတော်ဘုရားဘုရားတို့ဖြင့်လူတဲ့ဆက်ကပူဇော်ကြရယခုခါ၌ သနာတော်မြတ်ကြီးကိုအကြောင်းပြုပြီးပြုလုပ်ကြတဲ့မိမိတို့ရဲ့ကုသိုလ်ကောင်းမှုတွေကိုချိန်ဖန်များစွာဝမ်းမြောက်ဝမ်းသာဖြစ်စေနိုင်ရန်အတွက်ကာရကမ္မမတော်ကောင်းတို့အဖုံကဘုရားရှင်ကတော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားအနည်းငယ်ဟောပြပါမယ်။ဘုမောဒီတရားဟောပြပြီဆိုလို့ရှိရင်ဘလူဂျုံ၆ဆောင်ကမာကေတော်ကမာကေအထာကရဲ့ပွာလာအထာကရဲ့ ဒီနေ့အထာတာ၃ချောင်းဘုန်းကြီးတရားဝဲတွေပြောတာဖြစ်တော့ဘုန်းကြီးမနေ့ခေ၉နာရီ၁နာရီရနေ၁နာရီထိနေ့လယ်၁နာရီရနေ၁နာရီထိညနေ၂နာရီညနေ၃နာရီထိဆိုပြီးတော့၃ချောင်း၃ချောင်းဟုတ်ပြီမညနေ၄နာရီလောက်မှာဒီရောက်လာမှာဖြစ်အဲဒီဘုန်းကတရားဟောကြားလို့ဆိုတော့တရားတို့တရားကြီးတို့ဒီမကြီးတို့ဘုန်းတော်ကအနည်းငယ်ဟောတယ် အဲ့တော့နိုင်ငံဟောမိမယ်ဆိုလို့ရှိရင်ဘာရောမှာဘောတော်ဘောလို့ဒုဗ္ဗာလူလောကနေတဲ့အခါဘာရှိရမလဲဆိုရင်တတိရှိရပြဘာရှိရပြဘာရှိရတတိရှိရတတိရှိတော့ဘာဖြစ်တတိရှိအရှိတရားကိုလက်ခံနိုင်မိမိရဲ့ဘဝအရှိတရားကိုလက်ခံနိုင်တာကတတိလို့ခေါ်တယ် ဒီနေ့တရားတွေကတတ္တိမရှိဘူးတတ္တိမရှိတဲ့ကကြမိမိရဲ့အရှိတရားကိုဂရိမထားနိုင်ဘူးဂရိထားမပြန်လို့လည်းအရှိတရားကိုလက်မခံနိုင်ဘူးအဲဒါဆိုရင်ဆရာတော်ဘုရားမိမိတို့ရဲ့အရှိတရားကဘာတွေလဲဘုရားဘုန်းဘုန်းတို့တရားတော်မှာပေါ့တော်ကောင်းတို့ရဲ့အရှိတရားတွေကဘုရားရှင်ကရိုးရိုးရှင်းရှင်းနေပြောတယ်တပ်ပြီးသင်္ခါရအိဋ္ဌာ တဗ္ဗေကတိကောသောသင်္ကာရကံစီဥဒ္ဓဟာရအကြောင်းတရားတွေပေါင်းစုံရင်ဖြစ်ပေါ်လာတဲ့ယုတ်တရားနဲ့တရားယုဓမ္မနဲ့ဓမ္မယုဏ္ဏဓမ္မသင်္ကာရပန္နမြတ်တို့အနိစ္စမမြဲဘူးအဲ့ဒါတော့မြဲသလားမမြဲဘူးလားအဲ့ဒီအနိစ္စမမြဲခြင်းတွေအရှိတရားဟုတ်လားမဟုတ်လားဒါပဲဒါအရှိတရားလေအဲ့ဒါတခိုင်းလို့တခိုင်းလို့မမြဲလို့ဘုလို့အိုခြင်းတန်တော့အိုးနေကြတာနာခြင်းတန်တော့နာနေကြတာ တည်ခြင်းနဲ့တော့တည်နေရခွဲခြင်းနဲ့တော့ခွဲရအဲ့ဒါအရှိတရားမဟုတ်ဘူးလားအဲ့လိုအရှိတရားလေးနဲ့သတိထားပြီးနေမယ်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေရောက်ရောက်ဒုဒုလက်လက်လေးနဲ့ကိုယ့်ဘဝကိုရှင်းလင်းပေးရနေရထိုင်ရတဲ့သိအရှင်ကြီးဩဒါဖြစ်တတ်တာပါပဲလေတို့တွေပြည့်ကြုံမှာတော့ဖက်ပါရတာဒါတဘာဝလေးပဲအဒေါသလည်းမဖြစ်တော့ဒေါကလည်းမဖြစ်တော့ ကိုယ့်ရဲ့ဘဝအေးချမ်းချမ်းလေးနဲ့ကိုယ့်ရဲ့ကံလေးကိုထူထောင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်လို့ရဒီနေ့အစီတရားကိုလက်မခံနိုင်ဘူးလက်ခံနိုင်တဲ့သောတ္တတိအတိညာကလည်းမရှိဘူးသောတ္တတိအတိညာမရှိတော့အစီတရားဆိုတဲ့အိဋ္ဌာမမြဲတဲ့တရားတွေမိမိထမ်းပေါက်ရောက်လာပြီးအိုလာပြီးနာလာပြီးဒီလာပြီးမိမိခြေခင်မြန်တို့တံခိုးထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ဝဲကွာသွားရပြီဆိုလူကြီးတွေကတော့ကတွေဖြစ်တယ် ဒုက္ခဒေါမနတာရဖြစ်တဲ့စိတ်ပူမခြင်းစိတ်ဆင်းရဲခြင်းဒေါမနတာကိုဆင်းရဲခြင်းဒုက္ခကာယကဒုက္ခစိတ္တိကဒုက္ခဖြစ်ကြလေဒါရဏမကတိပရိဒေဝပြင်းစွာကိုကြည့်ကြဥပါယတာပြင်းစွာကုလောင်ရတယ်ဒီသောကပရိဒေဝဒုက္ခဒေါမနတာဆိုတဲ့ဒီဒုက္ခတွေကဘာကြောင့်လာတာလဲလို့မေးစရာပေါ့ဒါတွေကိုတို့မတွန်းနိုင်တော့ဘူးလားလို့မေးစရာပေါ့တွန်းလဲတွန်းနိုင် ရှောင်းလဲလို့လည်းအဲ့လိုရှောင်းလဲကိုတွန်းလှန်ဖို့ဆိုရင်ဒကာမမောင်တော်ကောင်းတို့ရဲ့တဏ္ဍာမှာတတိရှိဖို့လိုတယ်ပြောပါရှိဖို့လိုတယ်အဲ့ဒီတတိတွေကဘယ်ရတာလဲအလိုလိုရတာလားမရပါဘူးအဲ့လိုတတိတွေဖြစ်လာဖို့ကနံပါတ်1တပ်ပုရိသူပါနေတဲ့သူတော်ကောင်းတွေကိုမိဝဲစိတ်ကရရယ်နံပါတ်2တတ္တမသဝနာသူတော်ကောင်းတရားတွေနာကြရရယ်နံပါတ်3မိမိရဲ့တဏ္ဍာမှာယောနိတော်မနတိကာရအတွေးကောင်း အတွေ့အကြုံဉာဏ်ပညာတွေရှိအောင်ကြိုးစားရတယ်။တပ္ပိတုပါနေတရားသူတော်ကောင်းတွေနဲ့ပေါင်းဖဲရတယ်။တဂမသဝနာသူတော်ကောင်းတရားတွေနာကြရတယ်။အဲ့လိုနာကြတဲ့ကဘုသူရတွေတို့ပြီးမိမိသဏ္ဍာန်မှာယောနိတော်မနတိကာရတွေဖြစ်လာပြီဆိုရင်ဒီသုံးချက်သောအကြောင်းတရားတွေကြောင့်မိမိရဲ့သဏ္ဍာန်မှာတတိတွေပေါ်လာတယ်။ဘာတွေပေါ်လာတော့တတိတွေပေါ်။အဲ့တတိတွေပေါ်လာတဲ့အခါကျအရှိတရားကြောင့်အရှိတရားကိုသတိထားပြီးအရှိတရားကိုလက်ခံလာနိုင်ပြီ။ အရှိတရားလက်ခံလာနိုင်ပြီဆိုတဲ့အပြိုင်နဲ့ဒီနေ့ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကြောင့်ဓမ္မတော်ဒုက္ခမရောက်တော့ဘူး။ကြောက်ပြရလားမရောက်တော့ဘူး။နော်။အဲဒကာမဘုန်းတော်ကောင်းတို့နည်းနည်းလေးအတိတ်ကသူတော်ကောင်းကြီးတွေကိုပြန်ပြောင်းပြီးတော့ကြည့်လိုက်နော်။ဖျားဆိုင်တဲ့အရိယာသူတော်ကောင်းကြီးတွေလည်းပဲဒီလိုကာယကဒုက္ခသတိတ္တကဒုက္ခတွေ့ခဲ့ကြတာပဲ။ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းတွေ့ရတာပဲနော်။ဘုရားရှင်ကိုယ်တော်မြတ်ကြီး ၄၅နှစ်သာသနာပြုနေတဲ့အချိန်မှာဆိုလို့ရှိရင်တရားရှင်ဘုရားမြတ်ကြီးကိုမလုံမုန်းထားတဲ့ပုဂ္ဂိုလ်တွေကဘာသာကြားနေကြနော်ဘာလို့လဲအောင်မေးလို့တရားရှင်ဘုရားမြတ်ကြီးကိုလူသက်မှုတွေနဲ့ဆွဆွဲတာဘာနဲ့ဆွဆွဲတာလူသက်မှုနဲ့ဆွဆွဲတာဒါရမကတူအမျိုးသမီးလေးတွေနဲ့ဖြာရောက်ပြီးတော့အဲဒီမျိုးသမီးတွေကိုလူကျူးပါတယ်ဆိုပြီးတော့အဲ့ဘက်နဲ့လည်းပဲဆွဆွဲတာဆွဆွဲတာဆွဆွဲဘူးလား စွစွေုံနေမကသေးဘူးကိုသလမင်းကြီးဒီတက်တိုင်းတာပြိဿယဖြည့်စီကိုလိုမြန်လေလောကခန်းရတာမခန်းရတာဒါပေမဲ့ဖြည့်စီကိုလိုမြန်ကြီးကတတိအပြည့်ရှိတယ်လေတရားရှင်ကဓမ္မတတိအပြည့်ရှိတော့တုံလို့တလားမတုံလို့ဘူးလားမတုံလို့ဘူးအေးချမ်းချမ်းလေးပဲနော်ဒါမှကြောင့်ဓမ္မရှိတဲ့ပုဂ္ဂိုလ်ကတတိဓမ္မတတိစွမ်းအားဖြင့်ပြည့်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုလောကရဟန္တာလားပြည့်ပြည့်ညီညီအေးအေးချမ်းချမ်းနဲ့ ဖြတ်တန်းနိုင်တယ်တဲ့အမေကြောင့်တရားဓမ္မပေါ့တတော်ကောင်းတို့ရဲ့တန်တဲ့မှာဘာလို့လိုနေတာလဲလို့မေးရင်ဘုံဘုံကဖြေလိုက်မယ်စားစရာတောင်းစရာနေစရာဘာမှမလိုဘူးအားမလိုအဲ့ဒါတွေတိတ်ဘာမှမတိုင်းနဲ့တရားဓမ္မပေါ့တတော်ကောင်းတို့ရဲ့တန်တဲ့မှာလိုနေတာကဓမ္မတတ္တိဓမ္မစွာအားတွေ့ကြည့်ပါတော့ဓမ္မတတ္တိဓမ္မစွာအဲ့လိုဓမ္မတတ္တိဓမ္မစွာရှိရင်ကျန်တာတွေကအကုန်လုံးစေးရည်တွေပဲနော်စေးရည်ဓမ္မရုပ်ပိုင်းဆိုင်တဲ့ခန္ဓာကြီးကလည်းစေးပဲ ခန္ဓာကိုယ်အကြောင်းပြုပြီးကုသိုလ်အစွမ်းအားဖြင့်ထွက်လာ။ဓမ္မရုပ်ပိုင်းဆိုင်တဲ့ပညာလေးလည်းဆင်းပဲဖြစ်တယ်။အဲဒီပညာလေးအကြောင်းပြုကုသိုလ်ပဲလုပ်တော့တယ်။အားကြောင့်လို့တရားမပေါ့တော်ကောင်းတို့ရဲ့တန်တမှာဓမ္မတတ္တိတွေရှိနေလို့။ဘာတတ္တိတွေရှိလဲ။ဓမ္မတတ္တိကအရေးကြီးတာမကြည့်ဘူးလား။ဂရမမန္တရောကောင်းတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်းဘေးမဖြစ်တော့ဆင်းပဲဖြစ်နေ။ဂရမမန္တရောကောင်းတို့တဲ့တန္တရာတိကိလေသာတော်ကိုကျင့်စင်နေတဲ့အမတ္တ ဘေတ္တဇဆိုရဲနော်မတရားအမြိုက်နိဗ္ဗာန်ကိုပိတ်ဆွနိုင်တဲ့စီးရီလည်းဖြစ်သွားတယ်ဖြစ်သလားဖြစ်ဘူးလားဖြစ်တယ်ဘာကြောင့်လဲဒကာရမအပေါင်းတော်ကောင်းတွေတဏ္ဍမဓမ္မတတ္တိဓမ္မဆောအားရှိလို့ပြောဘာတတ္တိဘာဆောအားဓမ္မတတ္တိဓမ္မဆောအားရှိဓမ္မတတ္တိဓမ္မဆောအားမကိန်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမသူ့ခန္ဓာကြီးကလည်းသူ့တွေဘေးဖြစ်တတ်တယ်သူ့ရဲ့ပိုင်ဆိုင်တဲ့ပညာတွေဥစ္စာတွေအာဏာတွေပါဝါတွေကလည်းသူ့တွေဘေးဖြစ်တတ်တယ် ဓမ္မဆွမ်းမရှိရင်ဘဝကခန္ဓာကြီးရတော့ကို့အတွက်ဆေးမဖြစ်ဘဲနဲ့ဘာဖြစ်တတ်တော့ဒီဒီကန္နာကိုအကြောင်းပြုပြီးတော့အာဟုသူတွေလုတ်တလားမလုတ်ဘူးလားလုတ်တော့အာဒီကန္နာကိုအာဟုသူဆွမ်းရည်ပေါ်လာလားပေါ်လာဘူးလားဒီအာဟုသူဆွမ်းရည်ကကို့ရဲ့ဘဝကိုအပင်ချသလားမချဘူးလားအဲဒါခန္ဓာကိုကဘေးဖြစ်တယ်လားဆေးဖြစ်တယ်လားဘေးဖြစ်တာဟုတ်ဂាយရောဒီမိုင်းရောပတ်စံဥစ္စာတွေရှာတော့ပတ်စံတွေပါရဲ့များတယ်စီစီဥစ္စာတွေချမ်းသာတယ် ဒီမှာရောဓမ္မတတိဆွမ်းကြီးတော့အဲ့ဒါလေးအကြောင်းပြပြီးတော့တရားကိုတတ်မယ်ဖြတ်မယ်တရားကိုအနိုင်ကျင့်မယ်ဆိုရင်ဒီမှာရောပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကဒကာရမမအောင်တော်ကောင်းတို့တဲ့ဘေးဖြစ်မှလားဆေးဖြစ်မှလားဘေးဖြစ်မှာချုပ်စရာကောင်းတယ်နော်ဘာဖြစ်လို့ဒကာမကြီးတို့ရဲ့ဘဝမှာအရေးကြီးဆုံးကဘာလဲဆိုရင်ဓမ္မတတိလူနေတာဘာလူနေတာဒီနေ့ဒကာရမမအောင်တော်ကောင်းတို့ဒီကြောင့်ရောက်လာပြီးတန်ခါတော့အရှင်သမီးတွေကိုလှူနိုင်တန်းနိုင်တာက ဒကမာကြီးတို့ပစ္စည်းဥစ္စာရှိလို့မဟုတ်ဘူးငွေနေနေဖြစ်နေလို့မဟုတ်ဘူးဒကာကြီးတို့ဒကမာကြီးတို့ရဲ့တဏ္ဍမှာဓမ္မတတ္တိဆိုတဲ့ဓမ္မစွာလေးရှိနေလို့အားလေးရှိနေလို့ဓမ္မတတ္တိဓမ္မစွာဓမ္မနဲ့လျော်ညီတဲ့နှလုံးအိမ်မှာဓမ္မလေးတွေကိန်းတော့သူတော်ကောင်းတွေမြင်လို့ချင်းကျိုးတယ်ဒါတရားတွေပေါင်လာတယ်လူချင်းနဲ့တန်းချင်းနဲ့ပစ္စည်းဥစ္စာတွေကနေပြီးတော့ကောင်းတာကိုဖြစ်ချင်တယ်အဲ့ဒါဓမ္မတတ္တိလို့ခေါ်တယ်ပြောပါတတ္တိ ။ဒါမြန်မာလိုပြောတာဓမ္မဆွမ်းအား၊ပြမဆွမ်းအား။ဓမ္မဆွမ်းအား။ဒါမှကြောင့်ဘုန်းကြီးတို့ကဓမ္မဆွမ်းအားမရှိရင်ရရှိနေတဲ့ခန္ဓာကြီးကတော့ဥဒ္ဒေဖြစ်နေနေရ။အတ္တိထား။ဒီနေ့ဓမ္မဆွမ်းမရှိတဲ့ပုဂ္ဂိုလ်ကဒီခန္ဓာကိုအရင်နည်းပြုပြီးတော့ရဲရဲဆက်ဆက်တက်ကြဖြတ်ကြဒုက္ခရောက်အောင်လုပ်ကြတယ်။ဒီခန္ဓာကိုအကြောင်းပြုတော့မူရစေဝါးတွေ၃၀ကြတယ်။ဒီခန္ဓာကြီးကိုဒီခန္ဓာကြီးကတို့လည်းဘေးကြီးနေဖြစ်နေတာ။ပြောပါရင်လည်းဖြစ်နေတာတော့ဘေးကြီးနေဖြစ်နေတာဝန်ဆောင်ကောင်းဘူးလား။ တရားဝါရီတနာဆရာမတော်မူလားအဲ့ဘာတတိမရှိလို့ဓမ္မတတိမရှိလို့တမလို့ရောက်အားလုံးဓမ္မတတိဓမ္မဆွာတွေပေါ်အောင်ထူးဆန်းကြပါလားကြလားဓမ္မတတိဓမ္မဆွာသူ့လူလူတော့မပေါ်ဘူးနံပါတ်၁သူတော်ကောင်းတွေပြီးဝဲဘယ်လိုပြီးဝဲရမလဲသူတော်ကောင်းတွေပြီးဝဲတော့ဘောင်းတော်ရဆရာတော်ဘုရားကြီးတို့လို့ဟုတ်တယ်မလားဘာယုံဆရာတော်ဘုရားကြီးတို့လို့ဒီမှာဆရာတော်ကြီးတွေလေမရှိဘူးလားရှိပါတယ်ဗျာသူတော်ကောင်းတွေ မ္မမိတ်ဆွေတွေပေါ့ဘုဘုံတို့ဒါဒဂါရိတို့ဒဂါရိတို့ဆိုစဉ်းစားကြည့်ဒဂါရိတို့ဒဂါရိတို့နဲ့ဘာသာကြည့်မယ်ဆိုဘုဘုံတို့ကဒဂါရိတို့ဒဂါရိတို့ကုသိုလ်တွေဖြစ်အောင်ဥညီပံမိုးတွေပဲကြောင့်ဒဂါရမပေါင်းတော်တော်တို့တဲ့ဘုန်းကြီးတို့ကမိတ်ဆွေပါဟုတ်တယ်မို့လားဘုဘုံတို့ကလည်းဒီတိုင်းနေလို့မရဘူးဘုဘုံတို့ကလည်းဒီတိုင်းအာသနာပြုလို့မရဘူးဒဂါရိတို့ဒဂါရိတို့ရဲ့ဓမ္မတတိအကူအညီယူပြီးတော့ပစ္စည်းလေးပါအထောက်ပံ့ရပါဘုန်းကြီးတို့ကလည်းအာသနာပြုနိုင်တာပေါ့လား ဘုန်းကြီးတို့အတွက်ကြတယ်ဒကာကြီးတို့ဒကမာကြီးတို့ကကလျာဏမေတ္တာမေတ္တာဆွေတော်ဒီလိုဖြစ်ရတယ်တူးနဲ့တယောက်တယောက်နဲ့တယောက်တူးနဲ့တူးဆိုတာသူကလည်းခုအတွက်ကလျာဏမေတ္တာတပ်ပူလီသူမသူတော်ကောင်းကြီးတွေဖြစ်ရသူကလည်းခုအတွက်ဖြစ်ရခုကလည်းသူ့အတွက်ဖြစ်ရမယ်ဓမ္မတာလည်းအစင်းပြေမှာပေါ့ဟုတ်ဘူးလားဒါမှရောဒီနေ့သာသနာပြုနိုင်တဲ့ဆရာတော်ဘုရားကြီးတွေတပ်ပုရိသကသူတော်ကောင်းတွေပြီးဝဲကြတယ် တော်တော်ကြီးအမိရကြတယ်။အော်ဘုန်းကြီးဒီကျောင်းလိုက်ကျူသာသနာပြုခွင့်ရတယ်။ဆရာတော်ဖောက်တော်ရဆရာတော်ဘုရားကြီးရဲ့ကျေးဇူးလေဆရာတော်ဘုရားကြီးအမိရလို့ဒီလိုအလုပ်တွေလုပ်နိုင်တာလေ။တခါကြီးတို့လူကမာကြီးတို့အမိရလို့ဘုန်းကြီးလည်းပဲဒီလိုတင်းတင်းတဲတဲနဲ့သာသနာပြုလို့ရတာလေ။မဟုတ်ဘူးလားဗျာ။ဒါပေမဲ့တပ်ပတိတို့ကနေတရားကလျာဏမိတ်တာဆိုတာကအရေးကြီးတာမကြီးဘူးလား။အဲသူတို့ကအကြောင်းပြုပြီးတော့တတ္တဝါတဝနာသူတော်ကောင်းတရားတွေအခုတရားတွေနာကြွယ်ရအောင် ဟောတဏ္ဍမတဝနာအဲ့လိုတဏ္ဍမတဝနာတွေမြန်မြန်လာတော့စိတ်တရားနှလုံးသွင်းစင်ကြင်တတ်လာယောနိတော်မတတိကာရလို့စိတ်ဓာတ်တွေကဒါနဲ့ရင့်ကျက်လာတယ်အတွေးလေးတွေတဖြည်းဖြည်းမှန်းလာတယ်အတွေးလေးမှန်းတဲ့သဘောမရှိဘူးလားအဲအဲ့ဒါဆိုဓမ္မတတိတွေပေါ်လာပြီပြောဘာတတိတွေပေါ်လာအဲ့လိုဓမ္မတတိပေါ်လာဆိုအရှိတရားကိုမကြောက်တော့အရှိတရားကိုရင်ဆိုင်တော့မယ်ဟုတ်လားချမ်းသာလာတယ်ဒါကလေးဓာတုတော်နဲ့ကံကြောင့်ချမ်းသာလာ ဒါဒါလေးနဲ့ကုသိုလ်ဖြစ်အောင်လုပ်တော့အကြောင်းမလားလို့ကိုယ်နေလို့ရှင်းပြရတယ်အားသွားတယ်ကြောင်းသွားတယ်ဟောဩစိတ်တန်လို့လေကိုယ်ရတယ်ဘာမှမပဲလေဟောနေတာထိုင်တာရှိလားမရှိဘူးလားအကောင်းဆောင်မသွားဘူးလားတိတ်တော့ဒီကမကြီးတို့ဘာမှမပူနဲ့အသက်ကြီးလာပြီတို့အသက်ကြီးလာပြီငါတို့ကလုပ်တယ်မလုပ်နိုင်လို့ဘာညာတာရကဆိုပြီးတော့သူပြတယ်အပြစ်ပြောနေတယ်နော်ဒီကမကြီးတို့အပြစ်ပြောရမှာဒီကမကြီးတို့ခန္ဓာပြပြော ။တချို့ကဘာပြောလဲ။ဥပယ်ဥလို့ပယ်တာ။ပယ်ခြင်းလို့ပယ်တာမဟုတ်လေ။ကိုကဥတာဘူး။အပယ်မခံရင်မဥနဲ့လေ။ဖာရမဥနဲ့လေ။ဥလက်ခံနိုင်ရာအပြစ်မမြင်ဘူး။ဘုန်းကြီးကြအပြစ်မြင်တယ်။သူဘုန်းကြီးရတယ်။တို့ကိုဥလို့ပယ်တာ။အဲ့တော့ဒီမှာယူရတယ်ခက်တာပဲ။ကိုယ့်ရဲ့အရှင်တရား။ဥရင်ကိုကမလုပ်နိုင်တော့ဘူးလေ။မလုပ်နိုင်တော့အဲ့နေရာမှာကိုယ်ဝင်မဆန်းတော့ဘူးလေ။ဒါသဘာဝ။ ။အဲ့မဲ့ကအိုးတဲ့ကရာအိုးတာကိုကြောက်ပြီးဒီပြင်းလို့တွေမလို့တော့ကိုတရားအားထုတ်လို့ရတယ်လေ။ပြောပါအားထုတ်လို့ရ။ဒါမို့ရောတရားအားထုတ်တော့ကိုပြီးတရားပါဘူးလားကိုသူကိုမရဘူးလား။ဒါမို့ရောအိုးကျွယ်ပြောပါတော့။ဖာရရဲ့အိုးကျွယ်လားဥပယ်လား။အိုးကျွယ်ဒီဘက်ကုသိုလ်တော့ကျမ်းမိုင်မတော်တော့အရင်လိုမသွားနိုင်တော့မသွားနိုင်တော့အဲ့ဒါမလားမတော်တဲ့နေခါကျတော့ကြာအလုံးရှုပ်တတ်တာလေအလုံးရှုပ်တတ်တာတော့ဒီမိုင်တရားအားထုတ်လို့တရားနာလို့အချိန်ကြီးအများကြီးရတယ်လေတစ်ဖက်က ရုပ်သွားတယ်အဖက်ကကောင်းလာတယ်လေလူတိုင်းလူတိုင်းမှာအချိန်နေတိုင်းအချိန်နေတိုင်းမှာအပေါင်းကအများတိုင်းရှိတယ်နေတယ်ရှိသလားမရှိဘူးလားရှိပါတယ်ဗျာရှိတယ်ဒီမှာကြားလာဟာအိုးသွားတော့အိုးသွားတော့ဒီပြေလို့မလုပ်ရတော့မလုပ်ရင်လည်းဘာမှမပြောတော့ဒီတိုင်းကြီးပြောပြောကြီးနေမလုပ်ရင်ပြောဦးမှာဟဲ့ကြည်လုံးနိုင်စမ်းတော့မလုပ်ဘူးဘာညာနေတော့ခုမလုပ်နိုင်တော့မလုပ်တော့သူတို့လည်းကျေနပ်တယ်ကိုယ်တိုင်လည်းအချိန်နေရတယ်ဘယ်လိုစိတ်မလားဘုံတော်ပေါ့မလားဆရာတော်တရားနာမလား ကိုယ်တို့ရွှေရည်တဲ့အချိန်တိုင်းရွှေအချိန်တိုင်းရွှေကိုကြွယ်ပေါ့ဗျာပြောပါတော့ကိုကိုကိုအဲ့လိုတိဆောင်းအောင်ပြင်မကငါ့ဟိုဘာဖြစ်တယ်မင်းဘာဖြစ်တယ်လို့ဒီလိုပြောလဲဆိုတော့အဲ့ဒါဓမ္မဆောအားငယ်နေလို့ပြောပါဆောအားငယ်နေဓမ္မဆောအားငယ်တော့အရှိတရားကိုလက်မခံတာမရှိတရားလက်မခံတယ်လို့ကိုဆိုးသလားမဆိုးဘူးလားဆိုတယ်ဒါမှမဟုတ်အရှိတရားနဲ့လက်ခံကြပါအရှိတရားတော့အိဋ္ဌာပဲအရှိတရားတော့ဘာလို့အိဋ္ဌာဖြစ်တဲ့အတွက်ကြောင့်အိုခြင်းတည်းရပါတော့နာခြင်းတည်းရပါတော့သိခြင်းတည်းရပါတော့ ။ဟောဥပဥပမလားငါနာမနာမမလားငါသေဘသေဘမလားတန်တရားဖြစ်စားရှိလား။ရှိပါဘူး။ရှင်းတော့ပဲกว่าလား။ပြောပါပဲกว่า။ရှင်းတော့ပဲกว่าလား။ဖယံကြားလား။ဘုံဘုံလဲဥပါဖယံလဲဥပါလဲ။ရှင်းတော့ပဲ။ဘာလို့ဆိုတော့ဖယံကအရင်မွေးတာဘုရားဟုတ်တယ်မဟုတ်လား။အရင်ဝေတော့အရင်ဥပေါ့ဗျာဘုရားနောက်မှာဝေတာဟုတ်တယ်မဟုတ်လားဒါပဲဒါလို့ကြောင့်အာလုံးမှတ်တာဘုံဘုံတို့တဏ္ဍာမှာမရှိမဖြစ်လိုအပ်တာကဓမ္မတတိပြောပါဦး ဓမ္မတတ္တိရှိရင်ဓမ္မအယုရဲ့ခန္ဓာကဘေးမဖြစ်တော့ဘူးဆေးဖြစ်ပြီဓမ္မတတ္တိရှိရင်ဓမ္မအယုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဘေးမဖြစ်တော့ဘူးဆေးဖြစ်ပြီကြားလားအားမြောက်ဘေးမဖြစ်ဖို့နဲ့ဆေးဖြစ်ဖို့ဘလို့ဒီဆေးဖြစ်မှာတော့ကိလေသာယောဂါတွေကိပြီးတော့နောက်ဆုံးကိလေသာကင်းတဲ့ပုဂ္ဂိုလ်တွေကိုလက်ခံတဲ့နိဗ္ဗာန်လက်ခံတဲ့ဘာလို့အဲ့နိဗ္ဗာန်ရောက်တဲ့ဒီဘုန်းကြီးတို့ကဓမ္မတတ္တိဆွမ်းအားဖြင့်ဆောင်းရမ်းဖို့လိုသလားမလိုဘူးလားလိုပါရဲ့အဲ့သဘောပေါက်တယ်နော်ရှင်မိလား ဘောဘာယနာအဲဘောမှာအလူအဆုံးကဘာတတ္တိဘောဘာတတ္တိဤအရဗတ္ထာအဲ့ဒါနော်အမြဲမဲ့အစီတိုင်းလေးပြီးထားပြီနိနော်တဘာဝတရားကြီးကိုလက်ခံလိုက်ဒီဒီနဲ့နဲ့ဒီလက်ခံလိုက်ဦးချင်းတရားလည်းလက်ခံနာကျင်တရားလည်းလက်ခံလိုက်နာကျင်လို့နာရမလို့တော့နာမဲ့ခန္ဓာရလို့နာပါနောင်မနာခြင်းဘူးလားနောင်မသိခြင်းဘူးလားနောင်ဘာမဖြစ်အောင်လုပ်တာလဲ ။နောက်ဇာတိဆိုတဲ့ပဋိစ္စရောက်နိုင်ဇာတိရဲ့အကျိုးဆက်ကသရမရဏသောကပဋိသီရော။သောကပဋိသီရောတော့ဒါအကျိုးဓာတ်ရကျိုးကိုသူကစိတ်တက်ရှိတဲ့ပုံမှာသောကပဋိသီရောဘာမှဖြစ်တော့ဇာတိသရမရဏကတော့မဟုတ်ချအကျိုး။ဇာတိပြီးရင်သရလာမယ်။ဇာတိပြီးမှလာမှာသရလာမယ်။ဓာတိတွေလာမယ်မရဏလာမယ်ဒါသဘာဝပဲကြာလား။ဘောပေါ်ရလား။အေးအဲ့ဒါကိုလက်ခံပြီးတော့ဓမ္မတတိတွေပြည့်အောင် ကြိုးစားပွားများအထုတ်နိုင်ကြပါစေကုန်တည်းသာ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 ဘုရားမိုင်းလို့ရဆရာတော်ဘုရားကြီးကမှတ်ထားတော့ဒီကြောင့်တန်ခါတစ်ထဝေးအောင်ပြောခဲ့တာ ဘုန်းကြီးတပါးတည်းပြောတာကဒီမိုင်းတို့လည်းပါတယ်အစိုးရပြောထားပြီနော်ဘုန်းကြီးတပါးတည်းမထင်နဲ့ဒီမှာဒေါ်လာလက်ထွက်လည်းပါတယ်နော်အဲ့ဒါပါတယ်ရှင်ပြည်သားဒေါ်လာလက်ထွက်လည်းပါဘုန်းကြီးကအများအကုန်နဲ့မိုက်နေတာဒီမှာလည်းမိုက်နေမထင်နဲ့လက်ဝေးမှာဝေးမှာလုံးမှာဘုန်းကြီးလုံးမှာနော်အခုတော့ကျုံမှာခါကိုယ်တော့ပါလို့လည်းလုံးဝလုံးဝနော်အဲဒီလိုချက်အဲလိုက်ဆိုချက်ဣဒံမေပုံဉ္စ အာတဝခယဘာယဟောတုဣရမိပုံဉ္စနိဗ္ဗာန်ကပစ္စယောဟောတုရှင်ဖယဘုရားမြတ်တော်တို့သည်ယရနာမြတ်သုံးပါဘိဗဆရာသမားနန္ဒောဒါကဘာဘောဟောဥဒိတာယိဘုရားမြတ်စွာသာသနာတော်မြတ်ကြီးလေလောလော အထောစီစွာထဲလေးနိုင်ပါစေပါပနိုင်ပါစေဣရဲနိုင်ပါစေသံဃာတော်သံဃာတော်ဆင်မြတ်တို့ဒီလေကျမ်းကျမ်းမှာမှာဆန်းဆန်းသာသာဖြင့်သာသနာ့ဘဝတွင်ကိုခန်းဆောင်နိုင်ကြပါစေဘုရားတိတော်တို့ဒီလေသေဆုံးတန်တရာ ကောင်းကျိုးချမ်းသာကြာပြတော်ကုသပြောင်းဘွားစိတ်ပင်နိုင်ကြပါစေဇီကံကောင်းစွာအာယုပြည့်ရဆွမ်းဆာရှိတော်ကုသမေယျရာရာတို့ဘုရားသက်ကကုသကြပါကုန်၏အရှင်မြတ်တို့ဘုရားယနေ့ယခုဘုရားတပည့်တော် tulai sada tuza jaya yaku bana yaku damya kama bila dama 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 bila dama kunza Wiya wisa Padidana Padanu modana Asadiyano Nudu bangu Asuzu judi

ဆရာထားရေ၃၀တော့ကျင်းမမြင်အဲဝိဝိနိနေဆေးချမ်းသာပုဂ္ဂိုလ်တော်ဝါအာလုံးတို့နေတော်ဝါဘုရားတပည့်တော်တို့ဤမိသားစုများဆွေမျိုးများကတော့ဘုရားတပည့်တော်တို့ဤမိသားယာ

ဆဲလာဝိုင်းလာကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြအမြအမြရောမူကြ